တမြစ်တခါအကျိုးပုံလန်းတင်လာလေလောက်သေးတယ်ဒီရေသာတို့တမြေတို့ဆိုတာတော့တတိသုံးသားကျော်လွားနိုင်အောင်လို့အတိတ်ပဲပေါ့အဲ့ဒါလေးပဲကြည့်ရဲပန်းနေပါဘောပါးလေးဖြစ်ထားလို့ဆိုတော့ပေါင်းတာပါတယ်မဲလကပါတယ်မြေသာပါတယ်အုံးပါတယ်တမြေပါတယ်တမပါတယ်အဲ့လောက်ပါပဲဒီသာတော့ဘယ်ချိန်မှဘယ်ချိန်မှဘုံပြုတ် ရအုံးလေးဖယ်ထားပြီးတော့နောက်အစ်စ်ပြန်လဲတဲ့ညဦးစင်းမန်းတက်ပို့ဖို့နော်အကညဦးစင်းမန်းတက်ပြုတ်တရားနာပြီးမှအိမ်မှာပြန်ပြီးထရန်ကိုထိုးတယ်တရေရေလေးကိုပြောင်းစင်ပေါ်ထည့်တင်ထားတယ်အဲ့ဒါပဲပါဘုရား။အဲ့ဒါကဆယ်မျိုးဆယ်မျိုး။ဟုတ်ပါရဲ့။ဘယ်ပိုင်းမျိုးတွေပါလဲ။သမာယေမာလကာယေဩယာယေ တပူရဲ့အုံးရဲ့ကြံရဲ့နောက်ပြီးတော့ကျေတာရရဲ့နှီးစီရဲ့ဤရာရဲ့နောက်ပြီးတော့ဟောဩဇာတပူအဲသူကအတာမန်းယူလို့သူကဟောပေါ့ကျွန်တော်တို့အတာကြကြမင်းဆင်းလာတဲ့အခါမှာဒီပန်းလေးနဲ့ကြူတာပေါ့ဆိုတော့ဒီတမာဆိုတာတော့ကျွန်တော်ဘိက္ခာလင်ညာလေးဘိက္ခာအလေးရလို့ကျင်းတာပေါ့တတိယကတော့အောင်တတိယပေါ့ ဟုတ်လို့အဲဒီတော့ဒီဒီနေ့ဒီနေ့အကျိုးနေ့ဆိုဒီနေ့ညနေ3နာရီလောက်မှတူတာညနေ3နာရီလောက်မှတူပြီးတော့မှတော့တကြံတက်တော့မှဆွန့်လာဒီညတက်တော့မှဆွန့်တော့တက်တော့ဆွန့်တာဒါဆွန့်လို့ရပြီပေါ့ခုမြင်တွေ့နေရတာတော့နေပြည်တော်မှာရှိတဲ့တီထောင်ခံရဲ့မနှက်ခင်းစည်းလေးမှာတကြံချူဖို့အတွက် တကြံပန်းတွေကိုအလူရက်ဝယ်ယူနေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ရှင်။တာဦးနဲ့တကြံကိုကြိုဆိုကြရဲဆိုတာကဒါကမြမယူရာဒလေးတစ်ခုလည်းဖြစ်ပါတယ်။အဓိကကတော့တကြားမင်းကလူပြည်ကိုဆင်းတဲ့အချိန်အတာဦးနဲ့ကြိုဆိုရဲဆိုရဲအယူအဆလူတွေကစဉ်းစားကြတာဖြစ်ပါတယ်။ ဒီကာလမှာဆိုလို့ရှိရင်အများစုကတရားမင်းကခွေးတည်ရပြန်းနဲ့မှတ်တက်တယ်ဆိုတဲ့အယူအကြဥပုပ်တည်င်းစောက်တည်ခြင်းတရားစခန်းဝင်ခြင်းတွေလည်းဆောင်ရွက်လျက်ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်